ကိုကြိုက်တာ သူကြိုက်တာဆိုတဲ့အယူဆတွေကကွဲပြားလာတယ်။ဘန္နနာကိုကြိုက်တဲ့ပုံမှာမူတည်ပြီးကိုမကြိုက်တာနဲ့ပတ်သက်ပြီးဝေဖန်ကြတယ်ပြစ်တင်ကြတယ်ဆွေးနွေးတိုင်ပင်ကြတယ်ဆိုတော့စာပေမှာအဲ့ဒီစကလုံးလေးတွေတုံးတယ်ဘန္နနာဆိုရင်ညင်ညခုံညကလဟာဆိုတာရံဖြစ်ကြတယ်ဝိဝါဒဆိုတာအပြောဆိုတွေကွဲပြားလာကြတယ် အဲ့လိုဖြစ်ခြင်းဟာရှင်ထဲမှာဗာရီရှိတယ်လို့ဖြစ်တာတော့လို့ဆိုတော့ရသော်ဗျာဝိဝါဒမူလသုံးမှာကြတော့အေးဒီလူတွေကရှင်ထဲမှာအမုန်းတေးရှိနေလို့ဖြစ်တာတဲ့မာမနာတွေရှိနေကြလို့ဖြစ်တာတူနဲ့တူအနိုင်အနိုင်ယူခြင်းနဲ့စိတ်တွေရှိနေလို့ဖြစ်တာအဲ့ဒီအမုန်း အတေးတွေအနိုင်ယူခြင်းနဲ့စိတ်တွေမထားဘူးဆိုလို့ရှိရင်ကွယ်ပြားစရာအကြောင်းမရှိဘူး။ကွယ်ပြားစရာအကြောင်းမရှိဘူး။အဲ့တော့သတော်ရရဲ့ရင်ထဲမှာလူတွေရဲ့ရင်ထဲမှာအဲ့ဒီအညိုအတေးအတ္တမာနတွေတွမ်းမိုးနေတာဆိုတော့ညင်ညွတ်ဖို့ဆိုတာတော်တော်ခဲနေ။ညင်ညွတ်ဖို့ဆိုတော့